မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရန်တင်ချအတွက်ချက်ကအခန်း3တုံးတသမ2တသမကိင်းများပဲဖြစ်ပါတယ်တသမကိင်းများ၏နေရာလိုက်တန်ဖိုးများရှာခြင်းနဲ့တသမကိင်းမှာအပိုင်းကိင်းဖြစ်တို့၎င်းအပိုင်းကိင်းမှာတသမဖြစ်တို့၎င်းဖော်ပြခြင်းတို့အဖြစ်တသမကိင်းများပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းနဲ့စားခြင်းချောင်းများကိုလေ့လာခဲ့ပြီးဖြစ်သည် ပထမကိန်းနဲ့ပတ်သက်တီကိုဆက်လက်မလေ့လာမီအောက်ပါဥပမာများဖြင့်ပြန်လည်လေ့လာမီတဲ့အဲ့တော့ဆရာမတို့ကခုပါလုံးမလဲဆိုတော့ဒီဥပမာတွေကိုလေ့လာရမယ်ပေါ့နော်အဲ့တော့အရင်ကတည်းကတသမာတွေရဲ့နေရာလိုက်တံမွေးရှားတာတွေတသမာကိန်းကနေအပိုင်းကိန်းပြောင်းတာတွေအပိုင်းကိန်းကနေတသမာကိန်းအဖြစ်ပြောင်းတာတွေကိုဆရာမတို့ကဒီတသမာကိန်းပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းစားခြင်းဒါတွေရဲ့အကြောင်းတွေကိုအကုန်လုံးကိုလေ့လာခဲ့ပြီးပါပြီဒါဒီ grade 6မှာကတည်းကလေ့လာထားတာတွေအများကြီးရှိပါတယ်ဟုတ်ပြီနော် အဲ့တော့ဥပမာတင်မှာက12.34ကိုနေရာလိုက်တန်မိုးများသုံး၍အောက်ပါအတိုင်းရေးနိုင်သည်ဒါကဘာလဲဆိုတော့အကျယ်ဖြန့်တဲ့ပုံစံဖြစ်တယ်ဟုတ်ပြီအဲ့တော့12.34မှာဆရာမတို့ဒါကခုနေရာမှာရှိတယ်ဒါက10နေရာမှာရှိမယ်ဒါက10လီစိတ်ဒီနေရာက10လီစိတ်ဟုတ်ပြီသူ့ကိုဆရာမတို့ကအကျယ်ဖြန့်မယ်ဆိုတော့10ရှိတဲ့နေရာ10လီယာဆိုတော့10နဲ့မြောက်မယ်2ရှိတဲ့နေရာဒီခုနေရာဆိုတော့10နဲ့မြောက်မယ် 3ရှိတဲ့နေရာဆယ်လီစိတ်နေရာဒီဒသမနဲ့ပြောရရင်3ရဒသမ1မဟုတ်ဘူးနော်3ညဒသမ1နေရာမှာရှိရဲ့အပိုင်းကိန်းနဲ့ပြောရရင်10ပိုင်းတစ်ပိုင်း3ရဒသမ1ဆိုတာက10ပိုင်းတစ်ပိုင်းပြီးတော့မှ၄ဆိုတာက၃ညဒသမ၃ညတင်နေရမှာရှိမယ်။ဒါကြောင့်မလို့၄က၃ညဒသမ၃ညတက်ဆယ်လီရာလီစိတ်နေရဆိုတော့၁၀၀နဲ့စား၁ကို၁၀၀နဲ့စားရင်ဘာရလဲဆိုတော့၃ညဒသမ၃ညတက်ရမယ်ရာလီစိတ် အဲ့တော့တစ်ကို30နဲ့မြောက်တော့30နှင်းမြောက်တက်က2 3ရံမြောက်10ပိုင်းတစ်ပိုင်းဒီ3ညာတက်မှ3ရံမြောက်100ပိုင်းတစ်ပိုင်းဒီ3ညာတက်မှ3ညာ4အဲ့တော့အားလုံးပေါင်းလိုက်တဲ့အခါမှာဆရာမတို့ကစနစ်တက်မှ3လေးဆိုပြီးတော့ရမယ် ဟုတ်ပြီနော်ဥပမာနှစ်ကကြတော့တိတ္တသက်မှာ၃ည၃ကိုအပိုင်းကင်းရဖြစ်အောက်ပါအတိုင်းဖော်ပြနိုင်သည်ဒီတစ်ကိုတော့ဆံမလို့ရှေ့ရနေပြီးတော့ထားလိုက်မယ်ဒါဆယ်လီစိရာလီစိထောင်လီစိတသမ၃၀၀ထီဆိုရင်တထောင်နဲ့စားမယ်ဟုတ်ပြီနော်အဲ့ခါကြတော့ကိုကိုတထောင်နဲ့စားကိုကိုတထောင်နဲ့စားတာဒီ၃ည၃ည၃ည၉ရမယ်နောက်တစ်ခုကဥပမာ၃ 20ပိုင်း18ပိုင်းကိုတသမကိန်းအဖြစ်အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်တဲ့20ပိုင်း18ပိုင်းကိုတသမကိန်းအဖြစ်ပြောင်းမယ်အဲ့တော့ဆံမရက18ကို20နဲ့ဒီလိုမစားတော့ဒီလိုစားလို့ရှိရင်ဆံမရဒီက20ရတလီဝင်လုံးမရတော့3ညလီဝင်ပေါ့နော်တသမတို့3ညဆွဲတာ riline လောက်ရမယ်ဆံမရဘယ်လိုစဉ်းစားမလဲဆိုတော့20ဖြစ်တဲ့ဒီပိုင်းချီကို100ဖြစ်အောင်ပြောင်းမယ်ဟုတ်ပြီနော်100ဖြစ်အောင်ပြောင်းတဲ့အခါမှာ20အမြောင်က100 ်စက်ခွန်အမြောင်က85ဒါဆိုတော့85ကို100နဲ့စားရသည်ဒသမနဲ့နေရာဖြစ်3ညဒသမ85ဥပမာလေးက3ဒသမ2တဲ့အပေါင်း10ဒသမ9အနုံ6ဒသမ4တဲ့ခွန်ကပြီးတော့မှအမြောင်စနစ်ဟုတ်ပြီဒါဂရင်းကိုဆက်မလို့အရင်ရှင်းမယ်ပြီးတော့မှစနစ်နဲ့မြောက်မယ်အဲ့လိုမလုပ်ခင်မှာဒီနှစ်ခုကပေါင်းထားတာဆိုတော့ဒီနှစ်ခုပေါင်းလိုက်မယ် 3.2ရဲ့10.93ညဟုတ်ပြီအဲ့လိုပေါင်းတဲ့အခါမှာစမလို့ကြည့်ထားရမှာတစ်ခုစီသူတို့ရဲ့နေရာလိုက်တန်ဖိုးအလိုက်ပေါင်းပေးရမယ်ခုနေရာခု10နေရာ10.3တက်အောင်ရေးမယ်10လီစိတ်10လီစိတ်တက်အောင်ရေးမယ်ရာလီစိတ်ရာလီစိတ်တက်အောင်ရေးမယ်အဲ့ဒါပြီးတော့ပေါင်းလိုက်မယ်ဒါပေါင်းတာဘာမှမလွယ်ဘူး uh sorry ဘာမှမခက်ဘူးပါနော်နောက်တော့ကျွန်တော်ဒီမှာနှုတ်လိုက်မယ်။အနော်6တက်မှ4.9ကိုနှုတ်မယ်။နှုတ်လို့ရတဲ့အဖြေက9တက်မှ6.9ကအဲ့ဒါကိုမှ စနစ်နဲ့မြောက်မယ်။အဲဒီဘက်မှာမြောက်ထားတယ်။အဲစနစ်နဲ့မြောက်လိုက်တော့90နဲ့တသမ3.33အဲဖြည့်ရင်90နဲ့တသမ3.3ဆိုမှရှိမယ်။ဒီတော့ summary lesson ခံ3.6ကိုသွားမယ်။နံပါတ်1ကကြတော့အောက်ပါတဲ့သမဂိမ်းများကို နေရာလိုက်တန်ဖိုးများသုံး၍အကျယ်ဖြန့်ထားသော ပုံစံဖြင့်ရေးပါ။အဲတော့483.2 တို့ဆမရောကအကျဲဖြန့်မယ်483.2နှစ်က4ကခု10ရာရာနေရာမှာရှိတာဆိုတော့4အမြောက်တရာ4အမြောက်တရာက400ပြီးတော့ခွင်းလေးနဲ့ရေးမယ်အပေါင်း8က10နေရာဆိုတော့8အမြောက်10အပေါင်း3ခုနေရာဆိုတော့3အမြောက်7အပေါင်းနောက်ကဒသမနှစ်က10လီစိတ်နေရာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့10ပိုင်း2ပိုင်း အဲ့ဆိုတော့နှစ်အမြောက်30ပိုင်းတစ်ပိုင်းဒါသူ့အကျေဖြန့်ထားတဲ့ပုံစံနံပါတ်ခဝဲက3ညတက်မှာ3ည8353ည3ညတက်မှာ3ည8353ညအဲ့တော့ဒီမှာကတော့ဒါကခုနေရတဲ့0ဆိုတော့ဆရာမတို့မရင်လည်းရတယ်။ဟုတ်ပြီနော်ဒါက7လေးစိတ်30ပိုင်းတစ်ပိုင်းနေရလဲ0ဆိုတော့မရှိတော့ဘူး။အဲ့တော့8ကနေစာရင်မဒါက8က0ဖြစ်နေတော့မရင်ဘူးနော်။အလယ်မှာ0ဆိုရင်တော့ဆရာမတို့ရေးပေးရမှာဖြစ်ပါတယ်။ အဲ့ခါကျတော့ဒီမှာရှစ်ကိုစပြီးတော့ရေးလိုက်မယ်ရှစ်အမြောက်ဒါကဆယ်လီစိတ်ညာလီစိတ်ညာလီစိတ်ဆိုတော့တရားပိုင်းတစ်ပိုင်းအပေါင်းနောက်က3ကထောင်လီစိတ်ဆိုတော့3အမြောက်တစ်ထောင်ပိုင်းတစ်ပိုင်းအပေါင်း5အမြောက်ဆယ်လီစိတ်ဆယ်ရာဒါကကျတော့ဒီမှာ30ရာထောင်တောင်းဆိုတော့တောင်းလီစိတ်ဆိုတော့90ရာထောင်တောင်းတစ်ထောင်ပိုင်းတစ်ပိုင်းဟုတ်ပြီနော် ဆိုတော့သူ့ကိုချဲ့ထားတာလေးလည်းနောက်က0ကိုလည်းထည့်ရေးစရာမလိုပါဘူး။နောက်ကြည့်လိုက်မယ်။0214 9114.3 3ည4 1အဲ့တော့ခွန်ကိုရေးမယ်ခု10ရာထောင်ဆိုတော့ခွန်အမြောက်တထောင်ကခွန်နဲ့ထောင်အပေါင်းနောက်ကနှစ်က200ဆိုတော့နှစ်အမြောက်100က200နောက်ကတက်က တဲ့အမြတ်30က30နောက်ကွာ၄အမြ၁၀က၄အပောင်ဒါ၃ညက၁၀လီစိတ်အဲ့တော့သူ့ကိုလည်းကလေးတို့အနေနဲ့ရေးကျင်နေဆိုရင်တော့၃ညအမြ၁၀ပိုင်းတစ်ပိုင်းထည့်မရင်လည်းရတယ်နော်အဲ့ခါကျတော့အပောင်ဒါက၄၄ညကျတော့၄အမြ၁၀လီစိတ်ရာလီစိတ်ဆိုတော့၁၀၀ပိုင်းတစ်ပိုင်းအပောင်နောက်က၁အမြ၁၀၀၀ပိုင်းတစ်ပိုင်းအဲ့ဝန်ဆောင်ပိတ်လေးတွေနဲ့ရေးပေးမယ် နောက်တော့နံပါတ်ခါကြီး။တုံညာတမတုံညာတုံညာ6 5 2အဲ့တော့ရှေ့ရတုံညတွေကိုကျွန်တော်တို့ထည့်မေးတော့ဦးဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့6အမြောက်တစ်ချောင်းပိုင်းတစ်ပိုင်းအပေါင်းလက္ခဏာအပေါင်းနော်5အမြောက်တစ်ချောင်းပိုင်းတစ်ပိုင်းဟုတ်တော့အပေါင်း2အမြောက် ခု10ရာထောင်တောင်းသိသိန်းပိုင်းတပိုင်းအဲ့တော့10 40ရာ40ထောင်40တောင်း40တောင်းသိန်းပေါ့နော်အဲ့ခါကျတော့သိန်းပိုင်းပိုင်းတပိုင်းသိန်းပိုင်းပိုင်းမှာအပိုင်းတပိုင်းပဲရှိတယ်။နောက်ဒါနမတ်နဲ့ကအဝါဒသမဂိမ်းများကိုအပိုင်းဂိမ်းအဖြစ်ဖော်ပြပါအဲ့တော့ဒီမှာသူပေးထားတဲ့55ဒသမ3ညာနှစ်ကိုထားလို့ရှင်မတို့ကအပိုင်းဂိမ်းနဲ့ရေးပြရမယ်။အဲ့တော့155ကတော့55လို့ရှင်မတို့ဒီလိုလေးရေးလိုက်မယ်။နောက်က ၃ညာ၂၉ဆိုတာဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့29ကို1000နဲ့စားထားတာဖြစ်တယ်29ကိုဒီ1000နဲ့စားဟုတ်ပြီနော်ဒီလိုလေးပြောင်းရေးယူပါပဲခါဝဲက၄ရက်သက်မှာ6 3ညာ3 3ညာအဲ့တော့ရှေ့ကလေးကိုလေးရေးမယ်ဒါကကြတော့ဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်တောင်းလီစိတ်တသမ၄နေရာအထိဆိုတော့6 3ညာ3 3ညာ ကို6393ထည့်ရင်လည်းရတယ်ဆရာမတို့ထည့်မိတော့အဲ့ဒါကိုဖူးဆယ်လီစေးယာလီစေးထောင်လီစေးတောင်းလီစေးဆိုတော့တထောင်းနဲ့စားထားတယ်ဒသမ၄နေရရှင်ဒီမှာ3ည၄လုံးရှိတယ်ဒီလိုလေးမှတ်ထားလို့ရဟုတ်ပြီနော်ဒသမ၄နေရရှင်3ည၄လုံးရှိပြောချင်တာကတော့ဒီက6393ကိုတထောင်းနဲ့စားလို့ရှင်ဘာရလဲဆိုတော့ဒသမ6393 3ည3ဆိုပြီးရမှာပဲဟုတ်ပြီနော်အဲ့တော့ရှေ့က၄နဲ့ဆိုတော့၄ဒသမ6393 3ည နောက်တစ်ခုကကောင်းငယ်က3ညဒသမ3ညသုံးညငါးသုံးတို့ရည်ကြည့်မယ်ဒသမ၄နေရာဆိုတော့3ည၄လုံးမနဲ့စားမလို့ဆိုတော့တောင်းနဲ့စားဟုတ်ပြီနော်အဲ့လိုမထိုင်လည်းရတယ်ဒါမှမဟုတ်ရည်ကြည့်မယ်ဆယ်လေးစိတ်ရာလေးစိတ်ထောင်လေးစိတ်တောင်းလေးစိတ်အဲ့တော့တောင်းနဲ့စားဒါတော့ဘာကိုစားမလဲဆိုတော့53ကိုတတောင်းနဲ့စားမယ်ဒါကြီးက100ဒသမ7 3ည7အဲ့ရှေ့က100လိုလေးထားလိုက်မယ် တဲ့တုံညာတက်ကတမ300 300ရဆိုတော့တုံညာ3လုံးနဲ့စားလိုက်မယ်1000နဲ့စားဒါလေးပဲဟုတ်ပြီနော်နံပါတ်3ကအဘပိုင်ကိန်းများကိုတတမကိန်းအဖြစ်ပေါ်ပြပါပိုင်ကိန်းတွေပေးထားတယ်တတမကိန်းအဖြစ်ပြောင်းရေးပေးရပါမယ်ဟုတ်ပြီတော့သူပေးထားတာပါရှိလဲဆိုတော့ဖူ100ရထောင်တောင်4952ကိုဒီတက်တောင်းနဲ့စားမယ် အဲ့ခါကျတော့ဒီမှာ၄000ရှိတယ်တ1000နဲ့စားမှာ၄လီဝင်လို့ရတယ်အဲ့တော့တတိထားရမယ်နော်၄လီဝင်လို့ရတဲ့အတွက်ကြောင့်မလို့၄နောက်ကကျန်နေ8950နဲ့ကအကျွင်းအဲ့ဒါကြောင့်မလို့8950နဲ့နှစ်နောက်ကတော့90000တောင်းဒါအရင်ဦးဆုံးဒီလိုပုံစံလေးပြောင်းလိုက်မယ် ဟုတ်ပြီနော်အဲ့ဒီခါကျမှပဲ၄ဒသမ၈၉၅၂ဆိုမှပြောင်းပြီးတော့ရေးလိုက်ပြီဟုတ်ပြီနော်အဲ့တော့ဒီကနေဒီကိုတစ်ခါတည်းရရတယ်ဆိုရင်လည်းပြောင်းလို့ရတယ်အဲ့တော့ဒီမှာက၃သုံးပြီးတော့မှဒါကကြတော့တချောင်းပိုင်းခွန်း3ည8ပိုင်းအဲ့တော့ရှေ့ကတော့ဆမတို့ဒသမပြောင်းဝင်တဲ့ခါမှာ3ဒသမခွန်း3ည8ကိုဆမတို့တချောင်းနဲ့စားရင်ဒသမခွန်း3ည8ဒီလိုပဲရမယ်3ဒသမခွန်း3ည8 25ပိုင်း17ပိုင်းဒီက25ပိုင်း17ပိုင်းဆိုတာခုနက3936ကဥပမာတော့နဲ့အတူတူပဲကျွန်တော်ဒီလို27ကို27ကိုပေါ့နော်တွားပြီးတော့25နဲ့မစားတော့ပါဘူးသူ့ကိုအပိုင်းချစ်တရားဖြစ်အောင်10ဖြစ်အောင်100ဖြစ်အောင်1000ဖြစ်အောင်အဲ့လိုစဉ်းစားလိုက်နေဒါကကြတော့25ကိုဒီနဲ့မြောက်လိုက်လို့ရှိရင်တရားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းချစ်တရားရဖို့စဉ်းစားလိုက်နေအဲ့တော့27ကိုလည်း၄နဲ့မြောက် 24လီက84ဆိုတော့84ကို100နဲ့စားရသည်300တသမာ8လီလွယ်လွယ်လေးဟုတ်ပြီနော်နောက်ခုက10ပိုင်း17ပိုင်းအဲ့တော့ဒီ10ပိုင်း17ပိုင်းကိုဆံတို့ဘယ်လိုစဉ်းစားမလဲအဲ့တော့ဒီ10ပိုင်း17ပိုင်းကကြာတော့နည်းနည်းလေးစဉ်းစားစရာလေးရှိလာမယ်10ကိုကြာတော့ဘာနဲ့ပဲမြောင်မြောင်သူကတက်ရတယ်တထောင်နေမရတော့ဘူး အဲ့တော့ဆင်မတို့ဘယ်လိုစဉ်းစားမလဲပေါ့နော်အဲ့တော့ဆင်မတို့ဒီရှစ်အမြောက်125ကိုစဉ်းစားကြည့်မယ်125ရှစ်လေးကတစ်ချောင်းဟုတ်ပြီနော်ဒီတစ်ခါတော့တစ်ချောင်းဖြစ်အောင်စဉ်းစားရမယ်ပေါ့နော်အဲ့ခါကျတော့ဆင်မကရှစ်အမြောက်တစ်ချောင်းအော် sorry 125ဆိုပြီးရေးလိုက်မယ်71အမြောက်ကလည်း125အဲ့တော့125နဲ့လေးက250လေးလေးက900ရှစ်လေးကတစ်ချောင်းအဲ့ခါကျတော့ဆင်မတို့ပိုင်းချီတစ်ချောင်းရသွားပြီ ဲ့တော့125စက်တလီကလေးတို့အပြင်မှာမြောက်ချိလိုက်ပါ1385ရမယ်အဲ့တော့သူ့တသမ300ဖြစ်လိုက်တဲ့ခါမှာရမယ်အဖြေဒီတသမ305ဆိုလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုက125နဲ့မမြောက်ချင်ရင်ဒီ25နဲ့မြောက်လို့ရှိရင်က4နဲ့25နဲ့မြောက်လို့ရှိရင်အတရာရရတယ်အဲ့ဒါမျိုးတကယ်လို့ရှစ်ကိုမှဆရာမတို့က25ဘိုင် အဲဒီနှစ်ပိုင်း25ပိုင်းနဲ့မြှောက်ပြီးတော့တက်လို့ရရတယ်။ဒါပေမဲ့ဒါကလည်းနည်းနည်းရှုပ်ပါတယ်နော်။ကလေးတို့အနေနဲ့ဒီလို125နဲ့မြှောက်လို့တက်လိုက်လို့ရှင်ဒါတစ်ထောင်ဆိုပြီးတော့ရမယ်။ဒါတသမဖြစ်လွယ်လေးနဲ့ဖြစ်လို့ရသွားပြီ။ဟုတ်ပြီနော်။နံပါတ်၄ကအောက်ပါတို့ကိုရှင်းပါ။ကကြီးကကြတော့3တသမ2လေးအပေါင်း16တသမ3ကိုပေါင်းမယ်ဒီဘက်ကတကွင်း2တသမ1လေးနဲ့8တသမ8.6နဲ့ပေါင်းမယ်ဒီဘက်တကွင်းဒီဘက်အဖြေနဲ့ဒီဘက်အဖြေနဲ့ကဈာထဲမှာအနှုတ်ဆိုဒီနှစ်ခုကိုခြာနာပေးရမယ်နှုတ်ပေးရမယ်။ ီးတော့ပထမအပိုင်းလို့ဆရာမတို့စပြီးတွက်လိုက်မယ်။တုံးစက်မှာ၄၄၁တဲအောင်ရေးမယ်။တသမောက်တဲအောင်ရေးမယ်။ဆယ်လီစိတ်၂ရာလီစိတ်ထောင်လီစိတ်ကိုတဲအောင်ရေးမယ်။အဲ့တော့သူကပေါင်းမှာမလို့လက္ခဏာအပေါင်းဆိုပြီးတော့ထည့်ရေးမယ်။ဟုတ်ပြီအဲ့တော့9ရက်10ရက်ပေါင်း30 3ရက်1တင်း4ရက်10ရက်5ရက်3ရက်က8 2ရက်10ရက်က3တသမနေရာသူကသူနေရာသူဆွဲမယ်3ရက်6ရက်က9ပြီးတော့မှ10 ဟုတ်ပြီပြီးတဲ့အခါကျဒီနှစ်ခုဆရာမတို့ဒီဘက်တစ်ဖက်မှာပေါင်းလိုက်မယ်နှစ်တသက်မှာ၁၄နောက်တစ်ခုက၈တသက်မှာ9 1 6ဒါကလက္ခဏာအပေါင်းအဲ့တော့ဒီမှာဘာမှမရှိရင်0ထည့်ပြီးတော့မှပေါင်းလို့ရတယ်အဲ့တော့ဒါက6 4ရဲ့1ရဲ့က9 9ရဲ့1ရဲ့က8 တသမနေရာတသမရေ၈နဲ့နှစ်နဲ့က10အဲ့တော့ကျွန်တော်ဒီဘက်ကပေါင်းလို့ရရဖြစ်သည်10တသမ၈ငါ6အဲ့ဆိုဒီဘက်ဖြစ်ရနေဒီဘက်ဖြစ်လို့ပြင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ဒါကိုဆင်မဒီနန်းကိုယူလာလိုက်မယ်10တသမ၈ငါ6ဒါတော့နှုတ်မယ်အဲ့တော့10တဲကဒါ10ချီးမယ်10တဲက6ကိုနှုတ်တော့၄ကျင်းသူက9ဖြစ်9ရက်9ကိုနှုတ်တော့2ကျင်း 308ကိုလုံးမနှုံးလောက်ဒီဘက်က30ထက်ကြီးမယ်30တဲက8ကိုလုံး2 2နဲ့3နဲ့ပေါင်းတော့ငါဒသမနေရဒသမရေသူ့ဘက်ကို30ပေးလိုက်တော့8ကျန်မယ်8ကိုဆွဲတက်ကတဲနှုတ်တက်ဆိုတော့3ညာအဲ့တော့8ဒသမ9နဲ့4ဆိုကြရဲအဲ့တော့အဖြေဆိုရင်မကလေးတို့ကရေးလိုက်မယ်8ဒသမ9နဲ့4ဟုတ်ပြီနော် ခဝေးကကြတော့စနေတမ13အပောင်း3ရတမ586အပောင်း9တမ138ဒါကိုတပိုင်းပိုင်းမယ်ပိုင်းပြီးတော့ဒါကိုအရင်ရှင်းမယ်ဒီဘက်ကပြီးတော့မှဒီနှစ်ခုကိုပေါင်းမယ်ပေါ့နော်နေတမ338နဲ့ခိုးတမ992နဲ့ပေါင်းမယ်အဲ့ဒါပြီးမှဂျားတဲ့ကနှုတ်ပေးမယ်ခုနလိုပဲတက်ပေးရမယ်အဲ့တော့ဒီမှာ3ခုပေါင်းမယ်စနေတမ13 3ရတမ986တဲ့အောင်ရေးမယ်နော်9ရတမ138 အပါဒါက၃ရက်ရှေ့ရ6ရက်က14ဆိုတော့၄ရက်တက်တင်၃ရက်တက်ရက်က4 4ရက်ရှေ့ရက်က12 12 35 5ရက်တက်တင်နေ့ခွန်ရှစ်တသမနေရဆွဲမယ်ငါခွန်ရနေ့ရက်က9တက်ဟုတ်ပြီ16တက်မှ15 5လေးဒီဘက်ကတပိုင်းရှင်းမယ်ဒီတမ3ည3ည8နဲ့6တမ99နဲ့သူကပါ ပေါ့နော်ရှေ့အနည်းက30ညရေးတင်9ရက်တည်းက30ညရေးတင်9ရက်တည်းက30ညရေးတင်9ရက်တည်း30စနစ်ဟုတ်ပြီအဲ့ခါကျတော့တမသူညသူရေတော့စနစ်တမ3ည3ည3ညဆိုလိုက်ရအဲ့တော့ဒီလောက်ခွနှုတ်မှာဖြစ်လို့သူ့ဒီဘက်ကိုလာခဲ့မယ်စနစ်တမ3ည3ည3ညအဲ့တော့အနှုတ်ခဲ့နှုတ်မယ်လေးရက်3ညဆိုတော့၄ဒါက9 8ရက်3ညက8 ဆက်ကိုရီးယားဆက်နဲ့တခါလေးနှုတ်လိုက်တော့ခွန်ကြံမယ်ခွန်ရသက်မှာ15လေးအဲ့တော့အဖြေးဆိုရင်မှခြေကြီးလိုက်ခံငယ်အားကြတော့ဒီခွင်းအားကြတော့မြှောက်မယ်ဒီဘက်ခွင်းအားလည်းမြှောက်မယ်မြှောက်ပြီးတော့ရတဲ့အဖြေးတစ်ခုကိုပေါင်းပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်တစ်ဖက်သွားလိုက်အောင်73တသက်မှာဒီတုံညာလေးဒီလိုကြဲကြဲလေးရေးလို့ရှိရင်ကြတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒီမြှောက်တဲ့အချိန်မှာအဆင်ပြေတယ်အဲ့တော့တသက်မှာဆိုတော့တက်အောင်ရေးလိုက်မယ်အဲ့တော့ ခုနှစ်မြောက်မယ်ခုနှစ်လေး28 6ငေးနှစ်မခုနှစ်3ည3ညဆိုတော့နှစ်ခုနှစ်တလီခုနှစ်ခုနှစ်3လီ27တည့်ရေတော့နှစ်မခုနှစ်တလီခုနှစ်89အဲ့တော့ရသွားပြီနောက်တော့3နှစ်မြောက်မယ်3နှစ်မြောက်တော့ဒီကြီးနှစ်အောက်ကစရေးမယ်3လီလီ72နှစ်ရေးတည့်မှ3ည3ညဆိုတော့ ကျေတုံးတလီက3 33လေးက9 33လေးတော့ဟုတ်ပြီအဲ့ခါကျတော့ဆင်မလို့ပေါင်းလိုက်တော့မယ်သူ့ကို6 4 9ရက်တဲ့က6 3ရက်တဲ့က4 9 4ရက်78ရက်တမတ်ဆိုတော့4 4 6 9 sorry 48 48 48ဒသမလေးမှာ3နေရဒီမှာတနေရဆိုတော့4နေရဖြစ်လိုက်မယ်48ဒသမ48 48 ဟုတ်ပြီဒီဘက်ကစမမြောက်မှာဒီ3ညတက်မှာ3ည3ည1 900နဲ့မြောက်မယ်အဲ့တော့ဒါဒီကလေးတို့အနေနဲ့3ညအလီတွေဝင်လို့လဲရတယ်ဒါပေမဲ့ဆရာမတို့ဒီ900နဲ့1နဲ့မြောက်လို့ရှင်900တလီ900ရတယ်အကျန်းထဲမှာစဉ်းစားမယ်နော်900တလီ900ရတယ်တက်မှာ300ဖြစ်မယ် သုံးနေရဖြစ်မှာဆိုတော့1 2 3သုံးနေရဖြစ်လိုက်တော့ဒီလိုရတယ်ဟုတ်ပြီနော်အဲ့တော့တုံညရတမ9တုံညတုံညအဲ့တော့အဖြစ်တစ်ခါလဲရေးမယ်တုံညရတမ9နောက်ကတုံညလေးထည့်ပြီးတော့မရှိတော့အဲ့ခါကျတော့ဆရာတို့ပေါင်းမှာဒီဘက်ကမြောက်ထားတဲ့ဟာနဲ့ဒီဘက်ကမြောက်ထားတဲ့ဟာကိုပေါင်းမှာဆိုတော့ဒီမှာလာပြီးတော့ရေးမယ်အဲ့လိုရေးတဲ့အခါမှာတတမကိုတက်အောင်ရေးမှာဆိုတော့တုံညရတမ9ဆိုတော့ဒီလိုဖြစ်လာမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာအပန်းရှစ်က6 4 8အဲ့တော့၄ရ9ရ9 ဒါသက်သက်မနေရသက်သက်မရေးမယ်ရှေ့ဒါလေ48သက်သက်မ9ရှေ့၄ရှေ့ဆိုရရသွားပြီဂါကြီးက86သက်သက်မ39ခွန်အစားခွန်အပါနောက်ကတွင်က39သက်သက်မ39ခွန်ကျစ်လေးအစား39သက်သက်မကျစ်ခွန်အဲ့တော့ဒီဘက်ကရောအရင်ဆုံးဆင်မော်စားမယ်ပြီးတော့မှဒီဟာစားမယ်ပြီးတော့ရတဲ့အဖြူပေါင်းလိုက်မယ်အဲ့တော့86တက်မှ3 5 9တက်ကခွန်အလီဝင်မယ် ခုနှစ်တလီခုနှစ်တကျန်စချခုနှစ်နှစ်လီဆက်လီနှစ်ကျင်အဲ့ခါကျတော့တမအပေါ်ပို့လိုက်မယ်၃ကိုဆွဲရောခုနှစ်၃လီ၂၈နှစ်ကျင်၅ကိုဆွဲဒါလည်းခွနဲ့3လေး27 4ကျင်9ကိုဆွဲဒီတော့ခွနဲ့ခွနဲ့လေး49 3ည တော့အကျဉ်းကတုံညရသွားပြီဒီတော့ဆမရဒီဘက်ကတချမ်းရှင်းတာဒီစနစ်တက်မှာ339ဟုတ်ပြီနောက်တစ်ခုတုံညတက်မှာ391လေးအစား391တက်မှာတက်ခုဟုတ်ပြီဒီပုံစံကိုပေါ့နော် G5 ဒီမှာဒီအစားတော့က တွက်ခဲ့တဲ့ပုံစံအတိုင်းတွက်ချင်လဲရတယ်အဲ့တော့အဲ့ဒီပုံစံလေးကိုဆီယမအရင်ဆုံးပြောပြမယ်အဲ့တော့ចောင်းကတကယ်လို့ဆီယမကနေပြီးတော့အဲ့လိုပုံစံတွက်တယ်ဆိုရင်တော့အဲ့တိုင်းတွက်လို့ရပါတယ်ဒါသက်သမနှစ်နေရာဆိုတော့သူ့နှစ်နေရာရွှေ့လိုက်လို့ရှိရင်ဒီဘက်ကလည်းနှစ်နေရာရွှေ့တယ်အဲ့တော့ကျွန်တော်တို့စက်ခွန်ဆိုပြီးမှယူလိုက်လို့ရှိရင်ဒီဘက်မှာကတသမာနှစ်နေရာရွှေ့တော့ခွန်တသမာ7လေးဆိုပြီးတော့ရသွားမယ် ဟုတ်ပြီနော်အဲ့ခါကျတော့စက်ခွန်3ညလေး3ညဆိုပြီးဝင်မယ်ခွန်တသမအပေါ်အပို80နဲ့7အဲ့တော့စက်ခွန်ကိုကျွန်တော်တို့၄လေးဝင်လို့ရမယ်စက်ခွန်၄လေး60နဲ့8 68ဆိုတော့နှုတ်တော့ရတာက3 4ဆွဲစက်ခွန်2လေး 34တုံညအဲ့တော့ဆရာရတဲ့အဖြေကတုံညတက်တမ42အဲ့တော့အဖြေကတော့တူတူရတာပဲဒါကလေးတို့တည်ပြီးသားတကယ်လို့မှဒီလိုမျိုးခွင့်မပြုဘူးဆိုလို့ရှိရင်တော့ဆရာမတို့ကအဲ့လိုပဲစားရမယ်ပေါ့နော်သူပေးထားတဲ့အတိုင်းတုံညတက်တမ39တုံညခွန်14တုံညတက်တမ10ခွန်အဲ့တော့တုံညတက်တမ10ခွန်ဘယ်နဲ့လေးဝင်လို့ရတယ်လဲဆိုတော့ တုံရတမတစ်ခွန်ကိုလေးလီဝင်လို့ရတယ်ဒါတည်ပြီးသားဟုတ်ပြီနော်အဲ့ဒီခါကျတော့ဒီလိုလေးအချမ်းထဲမှာတွက်ပြီးတော့မှအဒီပုံစံအတိုင်းတွားရင်လည်းရတယ်အဲ့ဟာဆိုရင်ကိုကအချမ်းထဲမှာစဉ်းစားကြည့်နိုင်တယ်တုံရတမတစ်ခွန်လေးလီဆိုဘလို့တခါတည်းရေးလို့ရမလဲပေါ့နော်အဲ့ခါကျပထမအဦးဆုံးတော့ဆရာတို့တုံရလေးဝင်မယ်တော့တမောက်သူ့နေရာနဲ့သူပို့ထားမယ်အဲ့တော့ခွန်လေးလီ28ဆိုတော့ရှေ့ရေးနှစ်မှတ်၄တလီလေး၅၆ ရေ3ရလေ3ညရတမ2နေရဖြတ်တော့3ညရတမ6ရှစ်အဲ့တော့ကျွန်တော်တို့ဒီလိုလေးရေးရမယ်ဗော3ည3ညရတမဒီမှာတတမဒီကျွန်တော်က2နေရအဲ့တော့ဆမရဝင်မှာဒီနေရမှာဝင်မှာအဲ့ဒီခါကျတော့3ညရတမ4လီဝင်မှာ4လီဝင်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ခါကျဒီမှာတတမ3နေရရဲ့ဒီမှာတတမ2နေရရဲ့ဆိုတော့ 3နေရာ2နေရာနဲ့2နေရာနဲ့ပေါ့နော်ဒီမှာ2နေရာဒီမှာ2နေရာဆိုတဲ့ခါကျတော့3နေရာဖြစ်ရမယ်အဲ့တော့တသက်မှာ3ညဒီလိုလာမယ်3ညတသက်မှာ3 6 8ဆိုပြောလာမယ်ဟုတ်ပြီနော်3ညတသက်မှာ3 6 8ဆိုတော့အဲ့တော့နှုတ်လိုက်တော့နောက်မှာဘယ်လောက်ကျန်မလဲဆိုတော့30နဲ့4ကျန်မယ် ဒီမှာနှုတ်တာတော့ဒါအလေးဆွဲအဲ့ခါကျတော့တုံညာရတမကျခွန်2လေးဆွေမှဝင်လိုက်တော့34တုံညာအဲ့တော့ဒီပုံစံနဲ့ဝင်ရတော့ဖြစ်ပါတယ်နည်းနည်းလေးစဉ်းစားရပါမယ်တကယ်လို့ចောင်းကဒီလိုပဲတက်ပါလို့ပြောရင်အကျန်းထဲမှာဒီလိုလေးစဉ်းစားပြီးတော့မှ အဲ့ဒီပုံစံနဲ့ဒီလိုလေးပြန်ပြီးတော့မှပြောင်းကြည့်ပြီးတော့တွက်ကြည့်ပါလက်ဆွဲရပါတယ်ဟုတ်ပြီနော်အဲ့တော့လွှဲတာကတော့ဒီပုံစံပို့ပြီးတော့လွှဲပါတယ်ဒါတသမကင်းလေးတွေကိုရွှေ့ပြီးတော့တွက်တာကပို့လွှဲမယ်ပေါ့နော်ဒါဆိုဆရာမတို့ဒီဘက်ကဝင်းကိုရှင်းတာလည်းရပြီဒီဘက်ဝင်းကိုရှင်းတာလည်းရပြီဆိုတော့အဲ့ဒီနှစ်ခုကိုပေါင်းလိုက်မယ်ဆိုတော့စနစ်တသမ3ခွန်အပ်ပါ၃ညတသမ၄နှစ်ပေါ့နော်နောက်ကတော့၃ညထည့်ပြီးတော့ပေါင်းမယ်အပေါင်း ခွန်ရဲ့၃နှစ်က၅၃လေးကခွန်တက်မှ၁၀နှစ်အဲ့ဖြေက၁၀နှစ်တက်မှခွန်၅ခွန်နံပါတ်၅ကကြတော့1.5 multiplying by 7 multiplying by 3.192 divided by 0.588ဒီတော့ဆရာမဒီနှစ်ခုမြောက်မယ်မြောက်လို့ရတဲ့အဖြေနဲ့သူလည်းမြောက်မယ်အဲ့ဒီရတဲ့အဖြေကို3.5ရရှိရှိနဲ့စားပေးမယ်ပြီးတော့3.5အမြောက်ခွန်ဆီမှာအိမ်ဆုံးတက်မယ်ခုနက၄35 နာရီတုံးမယ်ခုနှစ်ကြလေခွန်းဆိုတော့တုံးနဲ့ပေါင်း30တသမတနည်းအဖြစ်30တသမ5နောက်ကမြောက်ပါသည်3တသမ7 9 2အဲ့တော့3တသမ7 9 2လို့လေးမြောက်လိုက်နေအဲ့တော့2 5 4 30 3ရီ7မယ်2 3 4 3ရီဆိုတော့7 2ကြလေက7ဟုတ်ပြီအဲ့တော့ sorry 2ကြလေက2အဲ့တော့ ကို9လေး45ဒီကနေစာရေးမယ်9ရေးဒီမယ်ကို3ညလေး3ည3ညအပေါင်းလေးအဲတော့ကိုတလီကကိုနောက်တစ်ခု15လေးက9ဒီနောက်ကလည်းစာရေးမယ်15လေး9 13ညလေး3ည1တလီက1နောက်တစ်ခု35လေး35အဲတော့ဒီရှင်းရလဲစာရေးမယ်9ရေး1မယ်33ညလေး3ညဆိုတော့1 3တလီက3ဟုတ်ပြီအဲတော့ဒါတို့သတိထားပြီးတော့ရေးပါ ပေါင်းတဲ့ချိန်မှာကြံခဲ့မှာဆိုတော့အဲ့တော့သူ့ကိုပေါင်းမယ်ဆိုတော့ဒီမှာ၃ရင်က9ရက်၁ရက်က6 4နှစ်က6 6ပေါင်းက17ဆိုတော့တည်ရည်တက်မယ်6တက်က10 10ပေါင်းက15 9ရည်တက်ချင်း10 3ဆိုတော့ဒါမှာ3ဒါက3အဲ့ဒီဘက်ကဆံမော်ဒီဘက်ကပုတ်စာနဲ့ရောမှာဆက်လို့ဟုတ်ပြီနော်အဲ့ဒါဒီမှာ1ဒီမှာ10ရှိရဲအဲ့တော့3 3 ငါ6တောင်ရလက်သမဖြစ်မယ်ဒီမှာ2နေရာရှိရဒီမှာ3နေရာရှိရ3နေရာ2နေရာဆိုတော့4နေရာကျင့်နဲ့3လေး4နေရာဖြစ်တော့33ဒသမ56တုံညာဟုတ်ပြီအဲ့ဒါကိုမှဆရာမတို့ကဘာနဲ့စားမလဲဆိုတော့တုံညာဒသမ58နဲ့စားမယ်အဲ့တော့ရေးလိုက်မယ်ဆရာမက33ဒသမ56တုံညာကိုជី သုံးညတက်မှ၅ရှိရှင်းနဲ့စအဲ့တော့အဲ့လိုစားတဲ့အခါမှာအရင်အထက်တွေ့ပါတယ်အဲ့ဒါကြောင့်မို့ဆရာမတော့ခုနကနေအတိုင်းပဲသွားခြင်းတယ် ဟုတ်ပြီနော်အဲ့ကလေးတို့အတွက်လဲလွယ်တယ်အကြီးအဖြေလဲမှန်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ3နေရာကိုဖြောက်လိုက်တော့မယ်ဖြောက်မှာဆိုတော့ဘာနဲ့မြောက်မလဲဆိုတော့တစ်ထောင်နဲ့မြောက်တာ3နေရာရွှေ့သူ့ကိုလည်း3နေရာရွှေ့မှာဖြစ်လို့988ဖြစ်လာမယ်ဒီဘက်ကကြတော့ D gain က3356ဒသမ3ဆိုပဲဖြစ်လာမယ်နောက်က3ညတော့ကျွန်တော်စားတဲ့ချင်းလို့ရင်ဆွဲလို့ရအောင်ထည့်ထားမယ်မထည့်ရှင်လည်းရတယ် ဟုတ်ပြီနော်အဲ့ခါကျတော့988ကဘယ်နှလီဝင်လို့ရတယ်ဆင်မစနာကြည့်မယ်အဲ့တော့900ဆိုတော့ဒီမှာ900ဆိုရင်6လီဆိုလို့ရှိရင်3အ3000ဖြစ်မှာပေါ့လေအဲ့ခါကျတော့နောက်က88က6လီမရတော့ဘူးဆိုတော့9လီစဉ်းစားမယ်988ကို9လေးစားမယ်ရှင်9လေး40 3ညရေးလေးမယ်ရှင်9လေး40 44လေးရေးလေးမယ်9လေး25 25ဆိုတော့29 29လေး3ညအဲ့တော့ဒါ9လေးရမယ် ဟုတ်ပြီနော်အဲ့တော့နှုတ်လိုက်တဲ့အခါမှာဒီတစ်ချေရ3ညောင်းတို့တော့တစ်9ရက်4ညောင်းတို့တစ်ဒါက3ညောင်း9ညောင်းမနှုတ်လောက်10ယူ10ရက်9ညောင်းတို့တော့တစ်တစ်ရဲ့3ညောင်းပေါင်းတော့၄ဒါက2ဖြစ်တော့နဲ့အနှုတ်က3ညောင်းအဲ့ကကြောဆရာမတို့က digit 1နဲ့3လေး digit ဝင်ထားတာဆိုတော့6ကိုဆွဲမယ်4 1 6အဲ့တော့ဒီ6မှာဆုံးတဲ့8အလီကိုဆိုကြည့်လိုက်ပေါ့အလီဘလောက်ဝင်လို့ရလဲဆိုတာသိချင်6မှာဆုံးတဲ့ဟာ ဲ့တော့ရှင်းနယ်လေး16ဒါပေမဲ့နယ်လေးမဟုတ်ဘူးနယ်လေးချက်အများကြီးရသေးတယ်ဟုတ်ပြီနော်အဲ့တော့ရှင်း940 86 48 956ဆိုတော့6နဲ့ဆုံးတာဒီ9လေးရှိတယ်ဆိုဆရာမတို့ဧည့်တာဝင်လို့ရမရဆန်းကြည့်လိုက်မယ်ဟုတ်ပြီနော်89456 6ရင်းငမ်းမယ်89456 56ဆိုတော့67 တရေ6မဲ85လီ35 35ပေါင်း6က47လေ116ဆိုတော့ခုနှစ်လီအကားဝင်လို့ရတယ်လေ116နှုတ်လိုက်တော့3ညအဲ့တော့ဒီလိုတက်လိုက်တာဒီဆရာမတို့ရှင်းတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့လေဒီမှာ3.588ကိုခုနှစ်လီကိုဘယ်နှမှာသွားဝယ်မလဲဆိုတော့ဒီမှာ33.51ဆရာမတို့ကဒီမှာ33.51ထိဝင်ထားလို့ရှင်ဒီမှာတစ်ထိမှာသွားဝယ်နိုင်တယ်အဲ့ဒါဘယ်နှလီလဲဆိုတော့9လီ ဟာပဲနော်အဲ့မှာငားလီကဘလောက်လဲဆိုတော့နှစ်ကိုလေးတုံညအဲ့တော့အဲ့လိုလေးတွေပဲနှစ်ကိုလေးတုံညဆိုပြီးတော့ဝင်တသမာကိုခုနမြောက်တယ်လို့မြောက်ပြီးတော့ဖြက်ဆိုတော့ပို့ပြီးတော့ခက်တယ်လို့ရှင်းမမြင်ပါတယ်ဒါကြောင့်မလို့ဒီပုံစံလေးနဲ့ဆိုရင်တော့ပို့ပြီးတော့မှလွယ်မယ်ပေါ့နော်အဲ့ကြောင့်မို့ရတဲ့အဖြေက59ဆိုပြီးတော့ရဟုတ်ပြီအဲ့တော့ဒီနေ့ဆရာတို့တွားခဲ့တဲ့လက်ချက်ငင်း3.6ကိုကလေးတို့ကောင်းကောင်းရသွားပြီလို့ဆရာမထင်ပါတယ် ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများချစ်တင်ပါတယ်ရှင်။နောက်သင်ခန်းစာတွေကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။